အောဆုံးလာစားကိုရတယ်အားလုံးပဲမင်္ဂလာပါဒါတော့တောတော် FM ရဲ့ Kings ကပြောတင်ကြမယ်ဆိုတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်ဒီအစီအစဉ်မှာပိုကင်းဘာသာစကားကိုတင်ပြပေးပါမယ်ဟုတ်ကဲ့ဒီအစီအစဉ်ကိုအဓိကတောင်းယူတင်ဆက်ပေးမယ်သူကတော့ကျွန်တော်ကျော်ရှာနေကျမနန်းသူပဲဖြစ်ပါတယ်ရှင်တော့သူရေမင်္ဂလာပါ ောဆွန်လာဆာကျော်ရှာရေဟုတ်ကဲ့ပါဒီတစ်ပတ်မှာတော့မာရီတင်ပြပေးဦးမှာလဲဒီတစ်ပတ်မှာလဲပိုးမွားနဲ့ပတ်သက်တဲ့အခေါ်ဝေါ်လေးတွေကိုပြောပြပေးပါမယ်နော်ဟုတ်ပါပြီဒါဆိုရင်ရင်ကောင်ကိုပိုးကင်လို့ဘယ်လိုပြောရမလဲနော်သူဒူလာ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 ရှင်မမေရန်ဟောဒူလာမွန်ยี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 လောက်အောင်လောက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 ်ပြကြည့်အောင်နင်းနင်းနင်း เนี่ยปียบยิ่งมาส่วนเนี่ยสักหัวมึง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 ปียที่ยาวเนี่พ่อ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 ไปดูส่วนข่ามู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 ปียตัวส่วนอ๋อเพล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 นั่นเจ้าน้องมึงพล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 เปไปยังไวน๋อ ယောင်ကိုသေး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 ခြေတန်စီပစင်းရောယောင်ကိုသေးထော့ခေါ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 လိုက်ပြဆိုရင်ယောင်ကိုဖေး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 ဖလန်ရောယောင်ကိုဖေးန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 ာခုကောင်ဆိုရင်တိုင်မှုန်သေးတိုင်မှုန်သေး tài mừng thế tài mừng thế bù tô lâu áo tài mừng plon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  bù lăng xuyên tài mừng đi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  bù ấy áo tài đi đờ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  chỉ bù rồi tài mừng thú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  Yêu lấy bù áo tai tu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  ဒီနေ့မှာတော့ပုံမှန်နဲ့ပတ်သက်တဲ့အခေါ်အဝေးလေးတွေကိုပြောပြပေးတာပဲဖြစ်ပါတယ်ဒီကနေ့အစီအစဉ်လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်နောက်တစ်ပတ်အတွက်ပြန်အကြောင်းအရာပြောမလဲဆိုတော့ကိုဆက်လက်ပြီးစောင့်မျှော်နှားဆင်ပြေကြပါဦးเนาะအားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ